င်္ဂလာပါရှင်။ရန်ကုန်တိုင်းရဲ့နေ့စဉ်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့ညမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တွင်ရဲ့အကြောင်းအရာတွေကတော့စီရဖာအလင်းပေးတင်ပြည်သူများအတွက်ကဲဆယ်ရေးပြန်လည်ထူထောင်ရေးများကုလီပံပိုးပေးမည်ဆိုတဲ့သင်ယခုလောက်ကုန်အထိလိုင်စင်ရှောက်ထားရင်မတူဘဲဥပုံများတင်ပို့နိုင်မည်ဆိုတဲ့သင် ီကုန်တန်းနှင့်စီလုံငန်းရှင်များမှကြက်သိန်းတသောင်းဝင်ခြင်းလူရန်သွားမည်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းဘုံအနေနဲ့ပြင်သစ်ဈေးကွက်မျှတာရေဆောင်ချီအဖွဲ့ကအပယ်အောင်ယူရိုတန်း150ထန်ရိုက်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုတ်အနေနဲ့ MCEF ကငလင်ဖေးတင်ပြည်သူများအတွက်ကဲဆယ်ရေးပြန်လည်ထူထောင်ရေးများကုညီပံ့ပိုးပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် MCEF ကငလင်ဖေးတင်ဒေသများရှိပြည်သူတွေအတွက်ကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးပညာရပ်ပိုင်းဆိုင်ရာကူညီပံ့ပိုးပေးသွားမယ်လို့သိရပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက်စီမံချက်ရေးဆွဲကောင်းကျိုးပန်းဆောင်ရွက်လျက်ရှိပြီးအသိန်းချုပ်နဲ့လက်သွဲပူးပေါင်းဆောင်ရွက်လို့ထဲဆောင်လုပ်ရေးလောကသားတွေအားလုံးကို ဖိတ်ခေါ်လျက်ရှိတယ်လို့အသိန်းချုပ်ကသတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ2025ခုနှစ်မတ်လ28ရက်နေ့မွန်းလွဲ12နာရီ53မိနစ်အချိန်ခန့်ကအင်အားရစ်ချစ်တာစကေးခုနှစ်တရမခုနှစ်အဆင့်ရှိ အလွန်ပြင်းထန်တဲ့မြေငလင်လှုပ်ခတ်မှုကြောင့်နေပြည်တော်ကောင်းစီနယ်မြေအပါအဝင် စကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနှင့်ရန်ပြည်နယ်အတွင်းရှိထိခိုက်နှစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါသည်။ ဒီလိုငလင်းဘေးတင်ပြည်သူတွေကိုထောက်ပံ့နိုင်ရေးအတွက်မြန်မာနိုင်ငံဆုံးလုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် MCEF မှငွေကြေးသိန်း1000ကိုလည်းကနအူးအနေနဲ့စတင်လှူဒါန်းခဲ့ပြီးလက်ရှိမှာမန္တလေးတိုင်းနှင့်စကိုင်းတိုင်းအတွင်းတောက်သုံးရေလိုအပ်ချက်အတွက်လှူဒါန်းမှုတွေဆောင်ရွက်နေတယ်လို့သိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ ယခုလကုံအထိလိုင်စင်လျှောက်ထားရန်မလိုဘဲပို့ကုန်များတင်ပို့နိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြပနိုင်ငံတွေကိုပို့ကုန်တွေတင်ပို့ရမှာရှောက်ထားရတဲ့ပို့ကုန်လိုင်စင်ကိုယခုဧပြီလကုန်ထိရှောက်ထားရမလို့ပဲပို့ကုန်တွေတင်ပို့ခွင့်ပြုမယ်လို့စီးပွားရေးနှင့်ကုသရေးဝန်ကြီးဌာနကုန်သွယ်ရေးဦးစီးဌာနကအတိပေးထုတ်ပြန်ထားပါတယ်။ ယခင်ကပိုးကုန်လိုင်စင်များကိုမြမထရိနတ်တူပွိုင်းစီရိုအွန်လိုင်းစနစ်နဲ့ခွင့်ပြုနေရမှပြီးခဲ့တဲ့မက်ချ်တာ28ရက်မှဖြစ်ပွားခဲ့တဲ့ငလျင်တန်းကြောင့်အင်တာနက်ချိတ်ဆက်မှုစနစ်ကောင်းမွန်ခြင်းမရှိသေးတာကြောင့်အင်တာနက်ချိတ်ဆက်မှုစနစ်ကောင်းမွန်ခြင်းမရှိသေးတဲ့ကာလအတွင်းပိုးကုန်လုပ်ငန်းတွေအဆင်ပြေချောမွေစွာဆောင်ရွက်နိုင်ဖို့အတွက်ဧပြီလ3ရက်ကနေ30ရက်အထိပိုးကုန်လိုင်စင်လျှောက်ထားဖို့မလိုဘဲအကောက်ခွန်လုံထုံးလုံနည်းတွေနဲ့အညီပိုးကုန်ကြေး များလွှာဖြင့်ဖိုင်ရိုက်ဆောင်ရွက်ခွင့်ပြုသွားမှာဖြစ်တယ်လို့ကုန်သွယ်ရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ထအပြင် အကောက်ခွန်ဦးစီးမှလည်းထုတ်ကုန်ကြေညာလွှာနဲ့ဓာတ်ရိုက်ဆောင်ရွက်ခွင့်ပြုမယ်လို့အတိပေးထုတ်ပြန်ထားပြီးထုတ်ကုန်ကြေညာအတင်သွင်းသူတွေအနေနဲ့ထုတ်ကုန်ကြေညာလွှာအတင်သွင်းရမှာကြေညာလွှာရဲ့နှုတ်ဝမ်းအကွက်မှာကုန်သွယ်ရေးဦးစီးဌာန၏တည်င်းလွှာအစ်မြင့်ဆောင်2025အရာတင်ပို့ခြင်းဖြစ်ပါသည်ဟု ဖော်ပြပြီးပို့ကုန်လိုင်းစင်မပါရှိဘဲထုတ်ကုန်ကြေညာလွှာအတင်သွင်းနိုင်တယ်လို့သိရပါတယ်ရှင်ဆလဘီ ဈေးကုန်းသဲနှင့်စီလုံငန်းရှင်များမှကြက်သိန်းတသောဝင်းကျင်လူရန်သွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်ဘေးထန်ခန်းစားနေရသူတွေကိုကြက်သိန်းတသောဝင်းကျင်အထိလူရန်သွားဖို့ရည်ရွယ်ထားတယ်လို့မြန်မာနိုင်ငံဈေးကုန်းသဲနှင့်စီလုံငန်းရှင်များအသင်းကအတည်ပြုထားပါတယ်။ မြန်မာနိုင်ငံစီကုံတန်းနှင့်စီလုံငန်းရှင်များအသင်းအလောက်အမှုဆောင်အဖွဲ့အနေနဲ့ငလင်ဘေးအနေရဲ့ကျုံတွေ့နေရသူတွေကိုသက်စွမ်းသမျှကူညီဆောင်ရွက်ပေးဖို့ဆုံးဖြတ်ထားကြပြီးမတ်လ30ရက်အလောက်အမှုဆောင်အထူးအစည်းအဝေးဆုံးဖြတ်ချက်မှာအသင်းရဲ့ရန်ပုံငွေကနေစက်သိန်း3000ကိုမတည်ထားပြီးငလင်ဘေးကိုဆိုးရွားစွာခန်းစားခဲ့ရတဲ့မလေးမျိုးအပါဝင် မလေးတိုင်းအတွင်းရှိမြို့ထွေ စကိုင်းတိုင်းနေပြည်တော်နဲ့တောင်ကြီးအင်းလေးအောင်ပန်းမြို့တွေ ကငလင်ထမ်းခန်းစားရပြီးလိုအပ်နေသူတွေကိုချက်ချင်းကူညီပေးသွားမယ်လို့ဆိုပါတယ်။အဒီလိုလှူဒန်းရှာမှာအလှူငွေချက်သိန်း9000အပြင်90သားစီပူပေါင်းတသိန်းချက်သိန်း4000ခန့်တန်ဖိုးကိုချက်ချင်းပူးသွန်နေပြီးငလင်ထမ်းခန်းရတဲ့ဒေသတွေကိုသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ဆက်သွယ်လှူဒန်းသွားမယ်လို့သိရပါတယ်။ အလားတူအသင်းအလောက်အမှုဆောင်များအသင်းဝင်များငလင်းထမ်းမခန်းစားရသောဒေသထွေကလက်လီလက်ကားစီ ရောင်းချသူများစားထဲအသင်းဝင်များအလုံးကိုငလင်းထမ်းခန်းစားရထဲစားသုံးသူပြည်သူတွေအတွက်ကိုချင်းစာစိမ့်နဲ့လှုံဝေးတွေထက်ဝင်လှူဒန်းကြဖို့လဲနှိုးစော်တိုက်သွန်းထားပါတယ်လို့သိရပါတယ်ရှင်နိုင်ငံတကာသတင်းဘုံအနေနဲ့ ပြင်သစ်ဈေးကွက်မြောက်တာရေးစောင့်ကြည့်ရဖွဲ့ကအပယ်အားယူရိုတန်း150ဒံရိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြင်သစ်မှာဈေးကွက်မျှတာရှင်ပြိုင်ရေးစောင့်ကြည့်အဖွဲ့ကဧပြီ2023မှဇွန်လ2023ဝက်တွင်စက်ပစ္စည်းများမှမိုဘိုင်းအက်ပ်ကြောင့်မှုအပိုင်းလွှမ်းမိုးထားတဲ့အခြေအနေကိုအလွဲသုံးစားလုပ်ခဲ့တဲ့အပယ်ကိုတနင်္လာနေ့ကယူရိုငွေ150ဒံရိုက်ခဲ့ပါတဲ့ App ဆောင်ကြီးရေးပွင့်လင်းမြင်သားမှု ADD software ကို Apple အသုံးပြုပုံကသုံးစွဲသူများရဲ့ကိုယ်ရေးအချက်လက်များကောက်ခွဲရန်နဲ့ဂျာခန်ထုတ်လုပ်သူများကိုအပြစ်ဒဏ်ခတ်ရန်ဆိုတဲ့ကုမ္ပဏီဖော်ပြပါရည်ရွယ်ချက်များနဲ့မကိုက်ညီဘူးလို့ပြင်သစ်ဈေးကွက်မျှတရေးအာဏာပိုင်များကဆိုပါတယ်။ Apple ဟာ iPhone နဲ့ iPad ပါဝါဘေး operating system ကို upgrade တစ်ခုအဖြစ်2023 April လက ATT ကိုစတင်ဖြန့်ချိခဲ့ပါအထိဒီစနစ်ဟာသုံးစွဲသူအလိုက်သတ်မှတ်ထားတဲ့ကြော်ညာများဖြင့်ပြစ်မှတ်ထားကောင်းအချက်အလက်မစုဆောင်ခင်မှာအများအနေနဲ့ခွင့်ပြုချက်ရယူခိုင်းပါအထိ အပေဟာရှင်းထိုကိုတိုင်းနဲ့ခြားခံထုတ်လုပ်သူများကြားခြားနာစွာကြင်ကြံပြီးအထူးသဖြင့်ထုတ်လုပ်သူအသေးစားတွေအတွက်အန္တရာယ်ဖြစ်စေတဲ့သို့ဆိုပါအထိထုတ်လုပ်သူများကခြားခံ website တွေနဲ့ application တွေစောင့်ကြည့်ဖို့အတွက်အသုံးပြုသူများထံမှဆန္ဒအလျောက်ခွင့်ပြုချက်နှစ်ခါပြန်ရယူဖို့လိုအပ်ပေမဲ့အပေကထော်ရှင်း application များအသုံးပြုသူတွေထံကနေခွင့်ပြုချက်မတောင်းခံဘူးလို့ပြောပါအထိ တန်ချေအပြင်အပယ်အနေနဲ့ခုနှစ်ရက်အတိုင်းအောင်ရင်း website မှာဒီဆုံးဖြတ်ချက်ကိုဖော်ပြထားဖို့အပယ်ကိုညွှန်ကြားထားပါတယ်လို့သိရပါတယ်ရှင်ရှိခုတင်ဆက်ပေးကြတာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တို့ပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့သောသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ thank <music> you